အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါဖတ်ပြပေးခြင်းတဲ့ဝတ္ထုတိုလေးကတော့1987မေလာထုံငွေတားရီမဂ္ဂဇင်းမှာပါတဲ့စာရေးသူငွေတားရာရေးသားထားတဲ့တလဲဝင်မမဲခင်က ဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်နားဆင်ခံစားပေးကြပါအောင်ရှင်တလဲဝင်မမဲခင်က အခန့်တဲ့တရားသူကြီး ထွက်ထိုင်ထမ်းခြင်းအန္တရီခရိုင်ညနေဖြူရဇဝဲဝေါ်စီတုတ်ကတရားသူကြီးရှိတွင်လာရက်တဲ့ အောက်ထုတ်ပင်သူမချုပ်ပင်ခက်တင်တင်လက်ပိုက်ပြီးတရားသူကြီးကိုတံပြတ်နဲ့အင်္ဂလိပ်လိုပြောတယ်။သူ့ပြောပုံမှာတရားကတပည့်တယောက်ကိုဩဝါဒပေးနေပုံမျိုးဖြစ်တယ်။တရားသူကြီးကလည်းကျိုးနွန်တော်တပည့်တယောက်လိုဟန်ပါပါပြောရင်သူစကားဆုံးတိုင်းစက်ကနေစက်ကနေခေါင်းညိနေ။နေချက်ခစ်တွင်မျက်နှပြူတွေတွင်ကျဲသမျှမြမအရာရှိအရာခံတွေပုတ်တင်ညိုလုံးနေရသည်မှာ ထုံတန်းစင်လာဖြစ်နေတယ်။ ရသမုံဘုံကမိနစ်ပိုင်းလောင်းနဲ့စကားကိုအပြတ်ပြောပြီးယူပနက်ကို တကောက်ကောက်မြည်အောင်ခက်ကြက်ကြက်နှင်းလျက်ဂျုံကန်တက်ကခတ်သွက်သွက်ထွက်သွားတယ်။တရခန့်တို့ဘက်မှစေတနာဝန်ထမ်းအခမဲလိုက်တော့ဝဲလုံတော်ရာကြီးမှရသမုံဘုံစကားကိုတက်တက်ကွက်ကွက်ကြားလိုက်ရသဖြင့်စိတ်မချမ်းသာသောမျက်နှာချင်းနဲ့လေးကန်ထိုင်မှန်းစွာ ခေါင်းရမ်းကြံရစ်တယ်။တို့ရတွင် သူ့ကိုဘယ်သူမှသတိမထားမိကြပါဘူး။ မကြခင်တရားသူကြီးရှိခုံတန်းလျားပေါ်မှာတရားခန်20ကျော်တန်းစီပြီးလာထိုင်နေသူတို့အားလုံးပင် အမှုမှလွတ်မြေထင်းကရွှေလန်းအားတက်နေတယ်သူတို့ဒီလိုထင်းနေခြင်းမှာကော်စော်ပိုင်ကလေးတင်မှာသူတို့မျက်ကွယ်တွင်တရားသူချင်းနဲ့လူချင်းတွေ့ပြီးချေထိုးသွားသောမျက်နှာပြူရာဇဝဝန်ကိုမမြင်လိုက်ရကြသောကြောင့်ဖြစ်တယ်တရားခန်များရောက်လာမှယုံကန်းကပိုတိတ်သွားတယ် ရုံးခန်းအပြင်ကနားထောင်သူတွေရောတရားခန်းတွေပါတရားသူကြီးဤစီရင်ချက်ချတဲ့ပေါ်နားဆွင့်နေတော့ကြောင်ဖြစ်တယ်။တရားသူကြီးဤလက်ချောင်းရှင်းတဲ့ကတိတ်ဆိတ်ခြင်းကို၆လန့်တရားထင်ရတယ်။တရားသူကြီးကိုတရားခန်းအားလုံးကမျက်လုံးပြုံမျက်စံပြုံနဲ့မော့ကြည့်မိကြတယ်။မောင်မင်းတို့သည်ကောက်ရိုးပုံများကိုအကြိမ်ကြိမ်မိချိုပြီးတိုင်းပြည်ဤညီဝေးပြပြရေကိုနှောက်ရက်ကြောင် ပြင်းမှုထင်ရှား၍အလောက်ကျန်းနှင့်ထောင်နှံ6လစီကြာခံစေတရားသူကြီး၏စီရင်ချက်ချတံကရုံးခန်းကိုကြော်လွန်၍ငှက်ဆိုးထိုးတံနဲ့ရုံးခန်းအပြင်ကိုပါလွှဲထွက်သွားတယ်။ဟာဟင်းရှင်မဖြစ်ရပါလေ။ရုံးခန်းအပြင်ကနားဆွင့်နေသောပြိတ္တကြီးမှလှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။တင်းစဲတရားခန်းအားလုံးမှဘာအပြစ်မှမရှိကြပေ။သူတို့အားလုံးတန်လျင် VOC ရနံချက်ဆက်ဖွဲ့ကြီးတွင် ရှေးတန်းကပါဝင်ဆောင်ရွက်ခဲ့သောခေါင်းဆောင်အချို့နှင့်နောက်လိုက်နောက်ပါအချို့ဖြစ်တယ်။သူတို့တပိတ်မှောက်ရသည်မှာလေ။ရနံမြေအလုသမားတပိတ်တက်ကြီးအားရန်ကုန်တို့အလာဝကတခင်ဖိုးလာကြီးကိုတိုင်းဦးစည်းကိုကန်းလျက်ဘရင်ခန့်ထံဓာတ်ရိုက်တင်ပြဆွေးနွေးရန်တခဲနှင့်ချစ်တဲလာစဉ်ထောက်ခံသည့်အနေဖြင့်တပိတ်မှောက်ခဲ့ကြခြင်းဖြစ်ပေတယ်။ တပိတ်မှောက်ပြီးနောက်ပိုင်းတွင်တပိတ်အင်အားကြီးကစီလုံးညှို့လာသည့်ထက်ညှို့လာတယ်။ထို့ကြောင့်တန်လျေရနှက်ချက်ဆက်မှအရေးရှင်ကိုယ်စလဲမျက်နှာဖြူအရာရှိကြီးငယ်တို့မှတနေ့ထက်တနေ့ဘေးကျန်နှံ့ကျန်ဖြစ်လာတယ်။သူတို့ကိုယ်တိုင်ညှို့လာသောတပိတ်ကြီးကိုပြုတ်ကွဲအောင်ဘလို့မှကြိုးစားအထောက်မရတော့သည့်အစုံတွင်အုတ်ချုံရေးပိုင်းမှသူတို့မျက်နှာဖြူလူမျိုး ရာဇဝဝန်စီတုပ်အားလက်ထုတ်ပြီးတန်လျင်တပိတ်ပြိုကွဲရတဝန်ကိုပုံအပ်လိုက်တယ်။တပိတ်မောက်အလုသမားတွေတညတွင်လက်လက်စီတန်းဆန္နာပြစဉ်စီတုပ်ကသူ့ကိုယ်ပိုင်ကားနဲ့လူရန်ကြီးအားအကြိမ်ကြိမ်လိုက်တိုက်တယ်။ထို့ကြောင့်အလုသမားတွေရုတ်ရုတ်သက်သက်ဖြစ်စဉ်စီတုပ်နောက်လိုက်အပေါင်းပါပလိတ်တွေကခေါင်းဆောင်အချို့နဲ့ငယ်သားအချို့အားလွယ်လင့်တကူကြက်ကလေးငှက်ကလေးတွေလိုဖမ်းပြီးတန်လျင်အချို့မှာ ရန်ကုန်ထောက်ကြီးချုပ်တို့ပို့ခဲ့တယ်။ရန်ကုန်ထောက်ကြီးချုပ်တွင်တရားခဏ်များအားနှစ်လသုံးလချုပ်ထားပြီးအမှုကို မကြကြအောင်ရက်ရှည်ဆွဲခဲ့တယ်။ရုတ်တရက်တော့မမျော်လင့်တော့တရားသူကြီးဤစီရင်ချက်ကြောင့်တရားခဏ်အလုံးမှင်သက်မိကငြိမ့်သက်သွားကြတယ်။ထို့အထက်ရှိုက်တန်တန်ကရုံကန်တွေတိုးဝင်လာတယ်။ထို့အတန်ကိုကြကြချင်းကိုစံအေးမှတ်မိတယ်။ ခြေစနီးလေးထွေးဤအတန်ဖြစ်ရမယ်အတန်လာရတော့စက်ကနေတူလှမ်းကြည့်တယ်ဟုတ်တယ်ရုံးအပြင်လူအုပ်ထဲမှာမျက်နှာကိုလဝါနဲ့အုပ်ပြီးငိုရှိုက်နေတော့ထွေးကိုတူလှမ်းမြင်ရတော့ရင်နစ်သွားတယ်ထွေးအနားမှာထွေးအမေဒေါ်ဖွားတက်ကထွေးရင်ကိုမှတ်ထားတယ်ထိုခဏတွင်ခေါင်းဆောင်ကြီးတခင်ဖိုးရှင်ကလက်သေးလက်မောင်းတန်းတိုင်နေတပိတ်တပိတ်မှောက်မှောက် မိတော့မိတော့ရှုပ်ရှုပ်အင်္ဂလိပ်အစိုးရကြာဆုံးပါစေ။နေကျက်အစိုးရကြာဆုံးပါစေ။တခင်မျိုးဟိတ်တို့ဘက်မှာအရေးတော်ပုံအောင်ပါစေ။ကိုစံအေးလေသူများတွေနဲ့လက်သေးလက်မောင်းတန်းပြီးရဲရဲတောက်လိုက်អော်တယ်။ထိုခဏတွင် သူတို့ကိုပလိတွေကလက်ထိတ်ကမန်းကရန်ခတ်ပြီး အတင်းခေါ်ကအချုပ်ကားပေါ်သို့ဒလေချမ်းဆွဲတင်နေ။ဒီကလေးကချစ်စနီးထွေးကို ကိုစံအေးမြက်ွယ်ပြုခဲ့ရသည်မှာဒီနေ့အထည်ပင်ဖြစ်တယ်။အခန်းနှင့်ကတော့အတင်မော်ကဂျန်ကောဂျူရာအစ်ကဲစိတ်မှထွက်ခဲ့ပြီးတဖြည်းဖြည်းနဲ့တန်လျင်စွန့်ကြော်ကမြစ်သုံးဆိုင်ရောက်လာတယ်။ကိုစံအေးတယောက်တင်မော်အပေါ်ထက်မှလက်တန်းကိုကန်ရင်းအတွေးလွန်လာခြင်းဖြစ်တယ်။အောက်ရုံးတွင် အမှုရှုံးခဲ့တော်လဲ။တရားရုံးချုပ်တွင် သူတို့ထောက်ကြအလို့သမားတွေရဲ့စူပေါင်းအယူခံဝင်ရာယနေ့ပင်သူတို့အားလုံး အမှုမှဝင်လုံးကျော်လွတ်လာခြင်းဖြစ်တယ်။သူနဲ့ထောက်ကြပေါ်ထောက်ကြဘက်တွေမှာ သူတို့သားသမီးညီအိုမနှမတွေရန်ကုန်သို့လာကြိုကြသဖြင့်တင်မော့အပေါ်ထက်တွင် ကို့အစုနှစ်ကိုဝိုင်းဖွဲ့လျက်ဂျေလာမော်လာစကားပြောနေကြတယ်။ကိုဆန်အေးလည်းထောင်ထဲဝင်ရမည်နေ့ကနောက်ဆုံးတွေ့ခဲ့သောချစ်စနီးထွေးကို ထောက်ကြနေစဉ်အတော်တွင်တလားလုံးမျှော်မိတယ်။အခြားထောက်ကြအလို့သမားတို့ဤသက်ဆိုင်ရာဆွေမျိုးများသာ ထောင်ဝင်စားခံလာတွေ့တယ်။ထွေတရာပေါ်မလာပဲ။တကယ်တော့ထွေနှစ်သူမှာနှစ်လကျော်သုံးလသာပေါင်းကြရသေးတော့ကျင်းစာဦးစနီးမောင်နှံဖြစ်တယ်။ချိုးနာ VOC တပိတ်ကြီးပေါ်ပေါက်လာတယ်။ကိုဆန်အေးကတပိတ်အမှုဆောင်အဖွဲ့ကိုယုံကြည်အားထားကတပိတ်စခန်းမှာအိမ်ပြအိတ်တိညရဲ့မရှိတော့နေရောညပါအချိန်ရှိသရွေ့တပိတ်ကိစ္စများကိုဆောင်ရွက်ရင်းသူကမြနေတဲ့အစိုးရအိတ် မတရားဖန်စီချုံနှောင်ခြင်းကို ခံခဲ့ရခြင်းဖြစ်တယ်။သူတို့အဖမ်းခံရခြင်းကညစံနာရီခွဲကြော်ကြော်ဖြစ်တယ်။ပလိတ်တွေကတနတ်ချိန်ပြီးပုံတင်လော်ရီကားကြီးပေါ်တော့သူတို့ကိုအတင်းတက်ခိုင်းနေလူ20ကျော်အားတန်လျင်ကက်တွင်ချက်ချင်းချုံနှောင်ထားပြီးမနေ့အာယုံမတက်ခင်အစိုးရမော်တော်ဘုံနဲ့ရန်ကုန်ထောင်ကြီးကျောက်တို့အများဆုံးပို့ခဲ့တယ်။ရန်ကုန်ထောင်ကြီးကျောက်အတွင်နေရာစဉ်ထွေတရာ ထောင်ဝင်စားခံရွေးအစိုးရကခွင့်ပြုသည့်အတိုင်းတပတ်တစ်ခေါက်မှန်မှန်ကြီးသူ့ကိုလာတွေ့တယ်။ကိုအေးတို့ကိုတញင်ခက်ပေါ်မှာချုပ်ထားတော့တွေ့လဲဆန္ဒပြတဲ့သူတွေနဲ့ကက်ရှိမှာကိုအေးအတွေ့ပူပူလောင်လောင်နဲ့ထူးထူးပူပူကြီးဖြစ်ပြီးဘလို့လို့နေရာမှန်းကိုမသိဘူး။တညာလုံးလဲအမေအိမ်ပြန်ခေါ်ပေးမယ်။ကိုအေးတို့မနေ့မိုးလင်းလင်းချင်းလွတ်မဲ့ထဲပြီးထွေးမပြန်ဘူးဒါပေမဲ့မနေ့မှမိုးမလင်းသေးဘူး ကိုအေးတို့လူတိုက်ကို ပလိတ်တွေကအချုပ်ကားနဲ့တင်မောစိတ်ကို ခေါ်သွားတာလည်းသိရောထွေတော့ကိုအေးကိုတချီဖြင့်အပြက်ပြက်နဲ့နှာခေါင်းသွေးထွက်ပါရော့လားရင်အောင်ဆုံးတီးပြီးငုံမိတော့တာပဲပရမအခောက်ကားပဲထွေကတန်တိုင်းချားနာရက်နေတော့ကိုစံအေးကိုငိုကြီးချက်မှပျော်ပြခဲ့တယ်တော်ဘာတော့ထွေးရဲ့စိတ်မကောင်းစရာတွေကိုဘာလို့ထပ်ပြောနေတော့မလဲကိုစံအေးကအန်ကျိတ်ပြီး ထွေးကိုနှစ်သိမ့်ခဲ့တယ်။ထောက်ကြီးကျောက်တွေအစီစဉ်ကထွေးအခေါက်ခေါက်လာပြီမဲ့ထောက်ကျနေစဉ်ကမို့ထွေးတစ်ခေါက်မှပေါမလာပဲ။ထွေးနေထိုင်မကောင်း၍ဗလာနိုင်ချင်းဖြစ်မည်ဟုကိုစံအေးကသူ့ကိုယ်သူနှစ်သိမ့်ခဲ့တယ်။တို့ရတွင်ဒီနေ့မနေ့ပိုင်းကမို့ထွေးတယောက်ပါလာလိုက်မဲ့အထင်စားကြီးအထင်စားကြီးထင်စားခဲ့တယ်။ပါမလာတော့လေသူ့ရင်ထဲဟာသွားတယ်။အမှုကလွတ်လွတ်ချင်း ူတို့အမျိုးသားအလို့သမားများကိုလာကြတော့ထွေအတိအချို့ကို ထွေအကြောင်းသူမေးကြည့်မိတယ်။ထွေအတိတွေကသူတို့ဘာမှမသိဟုဒုတ်တိတိဖြေကြတယ်။ထို့ကြောင့်တင်းမောပေါ်သူရောက်တော့သူတယောက်တည်းအခုလို တွေ့ဝင်ငင်းမောနေခြင်းဖြစ်တယ်။တန်လျေစုံးကအကျော်တွင် VOC သည်မိโกမဲများတလူလူချနေသောခေါင်းနိုင်တို့ဖြင့်သူ့ကို စီးကြုံနေတဲ့အောင်ရှိတယ်။သူတို့ထောင်ထဲရောက်ခိုင် BOC တပိတ်ကြီးလမ်းပင် အလုတ်သမားတွေအလုတ်ပြန်စင်နေနေကြသည်မှာသိကြတယ်။ထို့ကြောင့်သာစက်ယုံခေါင်းနိုင်တိုင်းမှာမိโกမဲကြီးများတလူလူထနေခြင်းဖြစ်ရမယ်။ဒီမြင်ကွင်းကိုလှန့်ကြည့်ရင်ချွေတရာအကျိုးတော်မထောက်၍နေနေရသောကိုစံအေအီရင်တွင်လေးလံလာရပြန်နေ။သူတို့တပိတ်မှောက်အလုတ်သမားတွေ BOC တွင်အလုံမှပြန်ရကြပါတော့မည်လား။တန်တရာကြီးစွာ သူ့ပွားမိကြတယ်။ နောက်တနေ့နဲ့6နာရီထိုးတွင် VOC မှာအလုံစင်းရန်အလုံသမားတတိပိအော်အော်တန်သည်မှန်မှန်ကြီးမှုတ်တယ်။တပည့်ကြီးမမောက်ခင်ကလည်းဒီအော်အော်ဒီအတိုင်းမှုတ်ပြီ။နေကျဲအေးရှင်သည်ဗမာတိုင်းရင်းသားကြုံမွေးများ၏လောက်အားကို နေရှိသည်၍နှမ်းကစီညစ်သလိုညှို့ယူခဲ့တယ်။တပည့်ကြီးမှောက်ဆဲကာလာတွင်လည်းဒီအော်အော်ဒီအတိုင်းမှုံမြဲမှုတ်ခဲ့တယ်။ အလုသမားတယောက်မှ အလုခွင်ကိုရှောင်မလာတော့လဲအလုသမားပေါင်းထောင်နှစ်ချီ၍အလုခွင်ဝင်နေတယ်။တပိတ်မောက်အလုသမားအရေးအတွက်ဒီအလုခွင်လာသူအလုသမားအရေးအတွက်နဲ့စားလျင်လက်တစုံစာများသာရှိတယ်။ဘယ်သူအလုမလာလားအလုလာချက်သူများကို BOC ကထောက်စင်ကြိုးစိုးလျက်ရှိသည်။စသဖြင့်ကုမ္ပဏီ၏အလိုတော်ကြီးတို့ကကုမ္ပဏီဘက်မှလက်သိထိုးလျက်အမျိုးမျိုးအတန်လွှင့်ခဲ့တယ်။ တခါတခါလဲအလုတ်ခေါ်အော်အော်ကိုမှမှန်ကြီးမှုပြီးတပိတ်မောက်အလုတ်သမားများကိုအာနာဖီဆန်မှုဖြင့်အလုတ်ကအပီးအပိုင်ချုပ်ပြစ်တော်များရောင်းလဲကုမ္ပဏီဤကိုယ်စလဲတို့ကနီးစပ်ရာအလိုတော်ရှိများနဲ့သတင်းလွှင့်ခဲ့သေးတယ်။ဒီကြတဲ့ကပင်တပိတ်ကြီးသည်တမိုင်းစင်တွင်မကြုံဘူးအောင်အထူးအကဲစီလုံးညှို့ခဲ့တယ်။နောက်ဆုံးတပိတ်မပြိုကွဲလျင်မဖြစ်တော်သည့်အချိန်၌ မျက်နှာပြိုနေချက်အေးရှင်နဲ့အစိုးရတို့နှစ်ကိုတစ်စိတ်တစ်ကြိမ်တည်းတညံနေသပိတ်ပြိုကွဲအောင်အစွမ်းကုန်မြစ်ပတ်၍ခွဲခဲ့ကြတယ်။နွားကွဲလျင်ကြားကြိုက်သည်ဆိုသည်စကဲပေါ်အတိုင်းခေါင်းဆောင်အလုပ်သမားတွေနဲ့နောက်လိုက်အလုပ်သမားတို့ကိုမျက်ခြေပြက်အောင်အစိုးရနဲ့ကုမ္ပဏီတို့ကခွဲချပစ်လိုက်သောအခါတောင်တောင်မြည်ခဲ့သည့်တံမဏိသပိတ်ကြီးလည်းတမောက်ဟုတ်ခြင်းဟက်တဲ့ကွဲခဲ့ရတယ်။ဒီအဖြစ်ကို ညနေပိုင်းအမေအိမ်ရောက်ရောက်ချင်းကိုစံအေးကိုကိုဖျားဖျားသိရတယ်။သူထင်သည့်အတိုင်းပဲနောက်လိုက်အလို့သမားတွေတွေးကွဲပြီး BOC တို့သပိတ်လန့်ရွေသူထက်ကအပြန်ဝင် အလုံးလုံးနေကြလေပြီ။နီးစပ်ခင်မင်သောလောဘောကင်ပဲတယောက်နဲ့တွေ့တွေ့ချင်းကိုစံအေးကစွန့်ဝဲမိသေးတယ်။ကို့လူတွေအလုံးပြန်ဝင်တာနည်းနည်းတော့ရှေ့လောကြီးသွားတယ်ဗျာ။ဒါကတော့ခမည်းအမြင်နဲ့ခမည်းပြောတာပြောနိုင်ပါတယ်ကိုစံအေး။ ဒါပေမဲ့တို့တို့အလုံးသမားလာခါစားတွေဆိုတာကလည်းခမားသိရဲ့အတိုင်းပဲဗျတလလာခါမရရင်နောက်လာစားဖို့မရှိတဲ့လူတွေမဟုတ်လားတပိတ်တာတလကြော်လို့နှစ်လကိုးလာတယ်အเจ้าကဘာမှမထူးလာတဲ့အပြင်ခမားတို့လည်းအဖမ်းခံရကျုပ်တို့လည်းဦးမမတောင်းလို့တိလက်မစောက်နိုင်တာနဲ့အလုပ်ပြန်စင်ကြတာပါပဲဗျာထိုလူကပြပြနေနေကြီးပြောသွားတယ်ဒီတော့လေကိုစံအေးကိုတိုင်ပင်ဘသူ့ကို အပြည့်ဆိုရမှန်မသိအောင်ဖြစ်ခဲ့တယ်။အော်အော်မဟုတ်တန်ကြကြတဲ့သူ့လူလဲထားတယ်။အမေပြင်ထားသောထမင်းကြော်နဲ့တပည့်ရဲချမ်းကို သူ့ဝင်တလောက်စားပြီးဘီယိုစီအလုသမားအရာရှိရုံးစီတို့တချို့တွင်တုတ်ချေတင်လျှောက်ခဲ့တယ်။လုသမားအရာရှိရုံးစီတို့သူ့အစောကြီးရောက်နေတယ်။ဘီယိုစီအလုဝင်ဂိတ်အတွင်းသို့ထောင်နှစ်ချီဝင်နေကြသောလုသမားပေါင်းများစွာကိုလှမ်းကြည့်မိရင်တော့ဘာကြောင့်ရဲ့မသိသူခင်များအလိုလိုဝမ်းနေနေမိတယ်။ BOC တွင်အလုပ်ပြန်ရရေးမှာသူ့အတွက်တရေးရှိရဖြစ်နေတယ်။သူ့အတွက်သာမဟုတ်။သူနဲ့ထောက်အတူကြလုပ်ဖို့ကံပဲများအတွက်လည်းဒီအတိုင်းပဲဖြစ်တယ်။မကြခင်သူ့စီတို့မနေ့ကချိန်ထားခဲ့တဲ့အတိုင်းထောက်ကြအလုပ်သမားအလုံးရောက်လာတယ်။ခေါင်းဆောင်ကြီးတခင်ဖိုးရှင်က သူ့ဝင်ပြီးအလုပ်သမားအရာရှိ မစ္စတာရန်နဲ့တွေ့ကအလုပ်ပြန်ပေးရေးအတွက်အကြည့်အလဲတွားရောက်ဆွေးနွေးမည်ဟုအဆိုပြုတယ်။သူ့အဆိုကို အလုံးကလက်ခံနေသူတို့အလုံးပင်တခင်ဖိုးရှင်ကိုအားကိုးကြတယ်ဤတွင် အလုံးဝင်သောအလုံးသမားတွေနဲ့ရောပြီးဝင်းအတွင်သောတခင်ဖိုးရှင်ဝင်သွားတယ်သူအထဲသို့ရောက်ပြီးတိတ်မကြခင်6နာရီခွဲ၍အလုံးသမားတကားပိတ်အုံအောင်မှုတ်တန်ကကျေလောင်စွာမြည်သွားတယ်6နာရီခွဲ၍9မိနစ်ကြာကြာတွင်ဝင်းတဲကအလုံးသမားအရာရှိယုံရခင်ခေါ်စုံတော်ယုံရှိတွင် ။အလို့သမားအရာရှိက ထိုးဆိုင်လာပြီ။မစ္စတာရန်လေးကားပေါ်ကစင်ပြီးရုံးကန်အတွင်သို့စတိုင်တင်းတင်းနှင့်ရင်ကော့၍ဝင်သွားတယ်။မစ္စတာရန်ဝင်သွားသည်ကိုမြင်လိုက်ရသော ကိုဆန်အေးတို့လူတိုင်းမှာဂျီတမမနှင့်စောင့်ကြည့်နေကြတယ်။မစ္စတာရန်ဝင်သွားပြီးမကြလား။မိနစ်ပိုင်းအကြာတွင် သခင်ဖိုးရှင်တယောက်ကလားတလဲဝံဖွင့်ပေးတော့ဝင်းပေါတကားမှာ တကားအပြင်သို့ခေါင်းငိုက်ဆိုင်နဲ့ထွက်လာတယ်။ဘာတဲ့လဲခေါင်းဆောင်ကြီး။ကျုပ်တို့ကို အလုပ်ပြန်ပေးမယ်ဆိုလို့ထွက်ခေါ်လာလား။ကိုစံအေးကဥရဖာရစီမိတယ်။ဟုတ်ပါလိမ့်ဗျာ။ကျုပ်ဝင်းထဲကိုဝင်လာတာတော့တကြိမ်တခါမှခွက်လွတ်လိုက်တာတဲ့။နောက်တခါဝင်လာရင်ပိုင်နဲ့ကျွလုံမှုနဲ့တရားအစွဲပဲတဲ့။ခွေးကောင်မျက်နှာပြူကသပွဲထုတ်ပြီးကျိတ်လိုက်မောင်းလိုက်တာ။တယုံလုံးကိုမိုးချိုးပြစ်သလားအောင့်မရတယ်။ ဒါပေမဲ့ကျုပ်ကလည်းဘာလျှော့မလဲ။ကျုပ်တို့အလုပ်ပြန်ဆင်းနိုင်မှာမဟုတ်လားလို့မေးတယ်။ဒီတော့ဘာပြောတယ်လဲကောင်းဆောင်ကြီး။အဲ့ဒီတော့မှခွေးမသားကသပွဲကိုပို့ထုတ်ပါရော။ပြီးတော့မင်းတို့ဟာအဖမ်းခံရတဲ့ညတွေက BOC လို့မဟုတ်တော့ဘူးတဲ့။မင်းတို့အလုပ်ပြန်ရဖို့လည်းမပြောနဲ့။မင်းတို့တစ္ဆောက်တွေအလုပ်ပြန်ဆင်းဖို့လည်းမပြောနဲ့တဲ့။မင်းတို့တသက် BOC အရေးတောင်မနည်းရဘူးတဲ့။အိုများဖြစ်မှဖြစ်ရလေ။ ိုစံကြီးပါဇက်ကဒါပဲပြောနိုင်တယ်။ဒီပြည့်လူတွေနဲ့တခင်ဖိုးရှင်တို့ချစ်ဆက်ပြောနေကြတယ်။သူရတွင် သူတို့ဘာပြောပြောကိုစံအေးကကြားလဲမကြားချင်းနားလဲမထောင်ချင်းတော့မောင်စံအေးအလုပ်ပြန်ရမယ်ပြန်မရဘူး။ဒါပဲအတော်ရှင်းချင်းသိချင်တယ်။အလုပ်ပြန်ရမယ်ဆိုရင်အတော်အိမ်ကိုပြန်လာခဲ့။ပြန်မရဘူးဆိုရင် အတော်အိမ်ရိတ်ကိုတော့ဒီတသက်မင်းနင်းရလိမ့်မယ်လို့အိမ်မထဲတော့ထဲမမဲ့နဲ့မင်းညက်နေကဒေါ်ဖွားတဲ့ရောက်လာပြီ။ သူ့ကိုပြက်ပြက်တတပြောလာတယ်။ကျွန်တော်တို့မှာဘာအပြစ်မှမရှိပဲအတော်ရဲ့။အလုပ်ပြန်ရပါလိမ့်မယ်။ကြေးရကြေးချောင်းသူပြောတယ်။မင်းထင်တာတွေရှောက်ပြောမနေနဲ့မောင်စံအေး။အတော်ကပြက်ပြက်ပဲကြိုက်တယ်။အရှိကြီးပြောနေလေ။လေကုံအားချောက်လူမောယုံမယ်ရှိမယ်။အလုပ်ပြန်ရရင်အတော်အိမ်ကိုမင်းပြန်လာဒါပဲ။အလုပ်ပြန်မရရင်အတော်အိမ်ကိုမင်းဘယ်တော့မှမလာနဲ့။ဒေါ်ဖွားတက်ကပြောပြောဆိုဆိုနဲ့ကြောက်ခိုင်းသွားတယ်။သို့တော့ကိုစံအေးက တော့ဖွားတဲ့ဘလို့ပဲပြောပြောအာမလျှော်ချင်းအလုတ်ပြန်ရမည်ပဲသူဆွဲလန်းယုံကြည်နေတယ်။ထွေးနဲ့အရင်အတိုင်အတူပြန်နေရမည်ပဲသူအမျော်လင့်ကြီးမျော်လင့်နေတယ်။သို့တော်ကိုဆိုင်အေးခမခဲလေသမျှတဲရီချဖျားလေပြီ။ကိုကိုပင်တွင်မှီရင်အယုတ်ကျိုးပြန်ဖြစ်နေတယ်။သူ့အဖို့ဒီတသက်ဒီတဘွားတွင် BOC တွင်အလုတ်ပြန်ရနိုင်ရန်လမ်းမမြင်နိုင်တော့သလိုထွေးနဲ့နီးရန်လည်းလမ်းစာပြောင်းလေပြီ။ တခင်ဖိုးရှင်တို့လူတိုက်ကစကားစာဖြတ်၍သူ့အနာမှာထွက်ခွာသွားကြတယ်။ဒီအထိလေကိုကိုပင်တွင်မိနေသောသူခမမလုံးမရှက်ပင်ရှိနေသေးရဲ့။မင်းအတွက်အလုပ်ပြန်ရလဲအကြောင်းမတူ။အလုပ်ပြန်မရလဲအကြောင်းမတူပါဘူးစံအေးရ။တိုင်းပြည်နဲ့အလုပ်သမားအကျိုးအတွက်အနစ်နာခံဆောင်ရွက်တာပဲ။မင်းကိုမင်းဂုဏ်ယူစမ်းပါကွာ။ထောင်ကျပေါ်ကိုဖိုးနွယ်ကသူ့အဖြစ်ကိုကြည်ရင်မချစ်တင်ကဲတိုက်လိုက်လဲလဲကြည့်ပြောလိုက်တယ်။ဘာဖြစ်လို့လဲတငယ်ချင်း ဒေါ်ပွားသက်ဟာမင်းလုတ်တဲ့ဓမီယုံကမင်းငငယ်တင်မြမောင်နဲ့မိထွေးကိုမင်းထောက်ကြကြတဲ့ကပေးစားဖို့အတင်းအကျပ်စီစဉ်ပေးထားတယ်ကွာဟုတ်လားတငယ်ချင်းမြင့်မသူပြောတယ်ငါမင်းမအေးလာပြောတာဒါကြောင့်မင်းလွတ်လွတ်ချင်းမိထွေးအကြောင်းကိုမင်းမေတော့ကတော့ပြောချင်ရတာနဲ့မင်းစိတ်ထကမှဆိုလို့သူပြောမထွက်ခဲ့ဘူးရဲ့ကွာဒါမဲ့တင်းငွေတွေမှာမိထွေးနဲ့မြမောင်တို့မင်္ဂလာဆောင်ဖိတ်စာတွေတော့အရက်ထဲလိုက်ကန်တော့မှာတဲ့ ညမောင်ကလည်းတပိတ်အတွင်အလုံစင်းမှန်လို့လာခတော့အစိတ်တိုးဆိုပဲဒီတော့ကိုစံအေးခေါင်းငိုက်ဆိုင်ကြပြီးမျက်ရည်ဝဲသွားတယ်။ညမောင်သည်တပိတ်ကြီးတွင်တရင်မပြဲအလုံစင်းခဲ့သဖြင့်သူနှင့်လူချင်းအင်မတန်ခင်ခဲ့ရမှာတယောက်နဲ့တယောက်လက်တွေ့တာတော့သူမျက်နှာလွှဲနေခဲ့တယ်။ယခုတော့ညမောင်သည် သူ့ကိုယ်ရာတွင် သူ့အချစ်ပန်းကိုစင်မြန်းသွားလိမ့်မည်။ဝေးရှိသူသာအตาရသောခေတ်ကိုယ်လည်း ဘယ်တော့မှမကုံဆုံးနိုင်ဘူးသူထင်မိတယ်တို့ရတွင် သူသားလျင် တိုင်းပြည်အတွက်နှစ်နာခံသူဖြစ်တယ်မြမောင်သည် တိုင်းပြည်ကိုရှင်းနှစ်နေပြီးကိုကျိုးရှာသူဖြစ်တယ်ဒါကိုဝိမဲမောသောဒေါ်ဖွားသက်လိုအမျိုးသမီးတယောက်အနေနဲ့ဘယ်နည်းနဲ့မှမဆုံးဖြတ်နိုင် အစဉ်အလာဖြစ်သောတမိုင်းเจ้าကသာ အမှန်ကိုအမှန်အတိုင်းဆုံးဖြတ်နိုင်စွမ်းရှိသည်ဟုသူအလေးနှင့်ယုံကြည်လာတယ်ထို့အခါသူ့မျက်လုံးအိမ်များသည်ကျဉ်လင်က လောကကိုလည်းရဲရဲဝံ့ဝံ့ကောင်းထောင်၍ဗမစိုးရင်ဆိုင်ရန် သူ့ဘက်ကအသည့်အနေထားတွင်ကြံ့ကြံ့မှန်မှန်ရှိနေပြီဖြစ်လေ။ဟုတ်ကဲ့ပါရှင်။သာရဲ့သူငွေတရားရေးသားထားတယ်။ဇလဲဝဲမမဲခင်ကဆိုတဲ့ဝိတ္ထုတို့လေးကဒီနေရာလေးမှာပြီးဆုံးသွားပြီဖြစ်ပါတယ်။နားဆင်သူအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်။